ကျွန်တော်မြန်မာကစားသမားတွေအမြဲတမ်းဒီနိုင်ငံကအဆင့်ကိုသွားကစားရတဲ့အခါဝမ်းချမ်းမြရှိမှာဝိတ်ပြတနာပေါ့တကယ်ပြောရရင်ဒီပွဲရပွဲကြီးအရင်နှမျောဖို့ကောင်းတယ်တကယ်လို့နိုင်ခဲ့မယ်ဘောနဲ့ရမယ်ဆိုဒေါ်လာ9000လောက်ပေးတဲ့ပွဲမျိုးဒါလည်းအကုန်လုံးဆုံးရှုံးသွားပြီဆိုရင်အမြဲဝိတ်ကျော်နေတယ်ဟုတ်ကဲ့ဆိုတော့ဟိုကျွန်တော်တို့ဆိုရင်ကိုဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ professional တကြစကားပြောမယ်ဆိုရင်အဲ့ဒါကြီးကအတိတ်ပဲမရှိတော့ဘူးနပွဲလုံးသူဒီပြဿနာကိုရင်ဆိုင်ရတယ်ကျွန်တော်ဒီပွဲကျုပ်ကာလမှာလည်းပြောခဲ့တယ် chatry ကစိုးရီကို တက်တယ်ဒီဆေးစစ်တဲ့အခါမှာအာယုံနောက်လို့တယ်ဘာလို့အတွေးတွေနဲ့အဲ့လိုမျိုးပြောနေကြတယ်မသိအတွေးကြုံနေလဲရလာပြီပြင်ဆင်လာနိုင်မယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့အခြေအနေကပြင်ဆင်လာနိုင်တဲ့ဟာမျိုးမတွေ့ရဘူးပိုတောင်ဆိုးလာစင်ပေါ်မှာ performance ကောင်းမပြနိုင်လို့ဆိုတော့နောက်ွယ်မှာဖြစ်နေတဲ့ဒီပြဿနာကိုသူတို့ဘာကြောင့်မဖြေရှင်းသေးတာလဲပေါ့နော်လူလျောက်မှာရှိသိမ့်ရှိတိုက်တာလေရေပမာဏနေနေလို့ရှိရင်ဘလို့မှအားကစားမလုပ်သင့်ဘူးအတန်းအနေရောက်ထိခိုက်နိုင်တယ်ဒီရှေ့မှာတည်သွားတဲ့ကစားသမားတွေလည်းရှိခဲ့ဘူးလေဝမ်ချမ်ပီယံရှင်ပါတယ်